အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဘန်ပါ2025ဒါ နောက်ထပ်လာမယ့်တပတ်တာအတွက်ကမ္ဘာရွှေဈေးကိုခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်။ဒါကကျွန်တော်ကမ္ဘာရွှေကိုခမန်းသုံးသပ်တဲ့အခါမှာနှိပညာပိုင်းရောတရင်ပိုင်းချက်လိုက်ရပါခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်။တပတ်စာကိုဒါနောက်ထပ်လာမယ့်တပတ်စာအတွက်ကိုခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်။ပထမအဆုံးအနေနဲ့ကမ္ဘာရွှေကိုကျွန်တော် weekly time frame နဲ့ကျွန်တော်ခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်။ weekly time frame ဆိုတာ W1 ပေါ့။ကျွန်တော် weekly time frame ဆိုတာပါလဲဆိုလို့ရှင်ဒီကန်နယ်လုံးတစ်လုံးရဲ့တစ်လုံးရဲ့ကြာချင်းကြာချင်းလေးဟာတပတ်ကြာပါတယ်။တပတ်ကြာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ time frame ကို weekly time frame နဲ့ကျွန်တော်ခမန်းအရင်ဆုံးသုံးသပ်ပေးသွားမှာဖြစ် တဲ့ကျွန်တော်ဆင်ဒိုင်းဖရိန်တွေကိုအောက်ကိုယော့ယော့ပြီးတော့ကျွန်တော်ခံမှန်းသုံးတက်ပြီးသုံးမှာဖြစ်တယ်အရင်ဆုံးအနေနဲ့တပတ်တာခံမှန်းသုံးတက်ပြီးသုံးမှာဖြစ်တယ်ကျွန်တော်တို့ weekly ရဒိုင်းဖရိန်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီတပတ်တာဟာပြီးခဲ့တဲ့အဲပြီးခဲ့တဲ့တပတ်တာဟာကမ္ဘာရွှေဈေးဟာဈေးအသက်ကန်တဲ့လုံးနဲ့ဒီမှာဈေးပိတ်သွားခဲ့တာဖြစ်တယ်ဈေးအသက်ကန်တဲ့လုံးနဲ့ဈေးပိတ်သွားခဲ့တာဖြစ်တယ်ပြီးခဲ့တဲ့တပတ်မှပဲဈေးအသက်အားတာနေလားဆိုလည်းမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်ဘယ်နှစ်ပတ်ဆက်တိုက်ဈေးကတက်နေလဲဆိုရင်ဒီမှာတပတ်နှစ်ပတ်၃ပတ်၄ပတ်၅ပတ်၆ပတ် 6ဘတ်ဆက်တိုက်ပြီးတော့ဈေးကဆက်တိုက်တက်နေတာဖြစ်တယ်ဆက်တိုက်တက်သွားတာဖြစ်တယ်ဈေးတက်နေတာ6ဘတ်ရှိနေပါပြီနောက်ကြည်ချင်းအဖြစ်ဆိုဈေးကဝယ်လို့အားများနေတာဖြစ်တယ်ကျွန်တော်တို့နောက်ထပ်လာမယ့်တစ်ပတ်မှာလည်းကမ္ဘာ့ရွှေဈေးကဈေးအားကောင်းနိုင်အောင်ပါဖြစ်တယ်ဒါတော့တချက်သတိထားပါဘာကြောင့်လဲဆိုရင်6ဘတ်ဆက်တိုက်တက်နေတယ်ဈေးကွက်ရဲ့ဝယ်လို့အားရောင်းလို့အားကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ ဘူကန်နယ်လေးကြီးရဲ့တွေ့နေရဖြစ်တယ်ဘူကန်နယ်လေးကြီးရဲ့ကြည့်တွေ့နေရဖြစ်တဲ့အတွက်ဈေးကကဝယ်လို့အားများနေတယ်နောက်ထပ်လည်းဆက်တက်နိုင်နေတယ်ကျွန်တော်တို့အယောင်ကန်နယ်ကိုမမြင်ရသေးတာဖြစ်တဲ့အတွက်ဈေးကလာရတာဈေးအသက်လာရမှာရှိနေတာဖြစ်တယ်ဈေးအသက်လာရလို့ကျွန်တော်ကပြောလိုက်လို့ဒါမိတ်ဆွေတို့ကကြတော့အဝယ်တွေကြီးရဲ့စုဝယ်တာမျိုးတော့မလုပ်စေချင်ဘူးဘာဖြစ်လို့လဲဆိုဈေးအသက်လာရတခုသွားမယ်ဆိုလို့ရှိရင် we treat အနေနဲ့အောက်ကိုဈေးကိုပြန်ဆွဲချတာမျိုးတွေရှိတယ်အဲ့ we treat အနေကိုပြန်ဆွဲချတဲ့ဟာမျိုးကိုရှိတဲ့အခါမှာဝယ်အဝယ်လိုက်တာမှာပို့ပြီးတော့အမြတ်ရတာဖြစ်တယ်ဘာလို့ဆိုသွေးတဲ့နေရာမှာဆက်တိုက်ဆက်တိုက်တွေဝင်နေ over trade တွေထွက်တယ်ဆိုလို့ရှိရင်အကောင့်ပြုတ်တာမျိုးတွေရှိ တယ်အဲချို့တွေဆိုလို့ရှိရင် floating နေမိပြီးတော့အဲဒီ floating တွေကိုမဖြည့်တတ်ဘဲနဲ့ဒီ order တွေ floating မိပြီးတော့ဒီအများကြီးဖြစ်နေပြီး account တွေကတ်သွားတာမျိုးတွေလည်းရှိတယ်ဒါကြောင့်ဒီလိုမျိုးတွေမဖြစ်ရအောင်ကျွန်တော်ကဘာကြောင့်တွေ့ရနေရမှာကြီးမဝယ်ခိုင်းရတယ်လဲဆိုတဲ့အကြောင်းအရာ way tree ဆွဲကြတဲ့အနေမှာဈေးနှုန်းတစ်ခု ပြီဆိုတဲ့အနေထားကိုသိပြီဆိုလို့ရှင်အဲကနေပြန်ပြီးအဝယ်လိုက်တာပို့ပြီးတော့အန်ဒီရကင်းပါတယ်ဟုတ်ပြီဒါတပတ်တာအရာဈေးခွက်ကိုကျွန်တော်ပြောနေတာဖြစ်တယ်အဲကျွန်တော်တို့တပတ်တာအရာဆိုရင်ဈေးခွက်ကဆက်လက်ပြီးတော့အတအားကောင်းနိုင်နေတယ်ကျွန်တော်တို့ဒီစံချိန်လေးအမြင့်ဆုံးဈေးတန်း3900ကကျွန်တော်တို့ဒီမှာဗျ3961ဈေးတန်းကိုဒါတပတ်တာအရာဈေးသက်ဈေးသက်သွားခဲ့တယ်ကျွန်တော်တို့ပြီးခဲ့တဲ့တပတ်မှာကမ္ဘာရွှေဈေးကဘလောက်စမှာစာဖွင့်ခဲ့တယ်လဲဆိုလို့ရှိရင်တအောင်စကိုဟိုကျွန်တော်တို့ sorry ခဏလေးနော် 3680မှာဈေးစာဖွင့်ခလိုက်တဲ့တပတ်တာပေါ့3680မှာဈေးစာဖွင့်ခဲ့ပြီး Lash Eddy တပတ်တော်အတွင်းမှာပြီးခဲ့တဲ့တပတ်တော်အတွင်းမှာ3961တိဈေးတက်သွားခဲ့တယ်တပတ်အတော်အတွင်းမှာ3680တိဈေးရကျသွားခဲ့တယ်ဒါကြီးချင်းအပြင်ဆိုလို့ရှိရင်ဈေးကွက်ရလှုပ်ခတ်သွားခဲ့တဲ့အနေအထားဟာ 3682နှစ်ကဒါဝန်စစပုတ်ဈေးနှုန်းတစ်ခုဖြစ်သွားခဲ့တယ်။3682နှစ်မှာဈေးကစောက်ဖွင့်လိုက်ပြီးတော့82နှစ်ရဲ့အောက်ကို3682နှစ်အောက်ကိုမကျဘဲနဲ့ပြန်ကတ်သွားခဲ့တဲ့3900အာ63ဒီပစ်တရာကျော်ဝင်း ရင်အန်တီဈေးကတက်သွားခဲ့တယ်ပေါ့ဒါကဈေးကဝယ်လို့အားကောင်းကောင်းနဲ့ဈေးတက်ကိုခေါ်သွားခဲ့တာဖြစ်တဲ့အတွက်နောက်ထပ်လည်းဝယ်လို့အားကောင်းအောင်ပါဖြစ်တယ်ဒါကအယိုးရှင်းဆုံးအရာဈေးတက်နိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြတော့တာဖြစ်တယ်ဘလောက်ထိတက်လာနိုင်မလဲဆိုရင်အယိုးရှင်းဆုံးကျွန်တော်တို့ဘလို့တိုင်းမလဲဆိုရင်ကျွန်တော်ဖြီးဖို့နဲ့တိုင်းပြမယ်ဒါအယိုးရှင်းဆုံးဤပညာတွေကိုမိတ်ဆွေတို့နားလည်လွယ်မယ့်ဟာတွေကိုကျွန်တော်ပြောပြတော့တာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဒါဖြူဖို့နဲ့ကျွန်တော်တိုင်းပြမယ်နောက်ထပ်တစ်ပတ်တာတွေကျွန်တော်အမြင်အရဆိုလို့ရှိရင်ကပတ်ရွှေဈေးကိုကျွန်တော်မန်းထားတဲ့အရဆိုလို့ရှိရင်3000အခုဆိုရင်3000 958မှာပိတ်သွားတာဖြစ်တယ်ကျွန်တော်ဆိုလို့ရှိရင်ဒါ3900ဝန်းကျင်လောက်အထိ3900 3000 4000တရာဝင်ကျင်လောက်အထိကိုဈေးသက်မှန်းထားတာဖြစ်တယ်ဒါပေမဲ့ဒီဈေးတန်းတွေဟာ ဒီတစ်ပတ်ထဲနဲ့လည်းရောက်ရှင်ရောက်သွားနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီအဲစက်တင်ဘာမှာမရောက်ဘူးလို့ရှိရင်အောက်တိုဘာမှာရောက်သွားတာမျိုးလည်းရှိတယ်။ဒီတစ်ပတ်သာအတော်အတွင်းဟာကျွန်တော်တို့ဒီစက်တင်ဘာလ weekly မဟုတ်ဘဲနဲ့ monthly time frame ဈေးပိမ့်မဲ့တပတ်တာထဲမှာပါဝင်တယ်ဒီ mandri ဒီစက်တင်ဘာမှာ3900 4100မရောက်ခဲ့ဘူးဆိုလို့ရှိရင်အောက်တိုဘာထဲမှာဒီဈေးတန်းတွေကိုပြန်မြင်ရနိုင်တယ်3900 4100ဈေးတန်းတွေကိုပြန်မြင်ရနိုင်ဦးမှာဖြစ်တယ်။ဘာကြောင့်ဒီဈေးတန်းတွေကိုရောက်နိုင်တယ်လဲဘယ်လိုတွေကြည့်တယ်လဲဆိုလို့ရှိရင်မိတ်ဆွေတို့ကိုကျွန်တော် ဒါပြောပြပြီးမှဖြစ်တယ်ကျွန်တော်ဘယ်လိုမျိုးကြည့်တယ်လဲဆိုလို့ရှိရင်တော့ဒါကျွန်တော်အယူရှင်းဆုံးကတော့ sorry ဖြူနေပဲကျွန်တော်အတိုင်းလေးရှိတယ်ဟုတ်ပြီဒါလေးကိုတစ်ချက်ကြည့်မယ်အဲဒီလိုမျိုးကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါကဈေးတန်းကဒီဘယောက်လဲကိုရောက်နေတယ် ရောက်နေတဲ့အနေအထားဆိုလို့ရှိရင်ကပတ်ရွှေကဒါကဒီထဲမှာဒါဆိုလို့ရှိရင်အရင်တစ်ပတ်ကကျွန်တော်ပြောတယ်3935ဟာကျွန်တော်တို့ဖောက်တက်သွားလို့ရဲ့ရှိလို့ရှိရင်အတအားကောင်းမလို့ကျွန်တော်ပြောဒီရိန်နဲ့ဝင်သွားခဲ့ပြီဒီရိန်နဲ့ဝင်သွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလောက်ထိကိုလာနိုင်အောင်မှဖြစ်တယ်ဒီလောက်ထိကဒါ4100ကျော်ဝင်ကျင်ထိကိုဒါဈေးကပြနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်4100ဝင်ကျင်လောက်ဒီဈေးတက်လာနိုင်အောင်မယ်လို့ကျွန်တော်ပြောထားတာဖြစ်တယ်ဒါကဒီတစ်ပတ်ထဲကိုရောက်နိုင်မယ်လို့ကျွန်တော်မပြောလို့ဘူးရောက်ချင်လည်းရောက်သွားနိုင်တယ်မရောက်ဖဲနဲ့လည်းကျွန်တော်တို့အော်တိုဘာလောက်ကူးသွားနိုင်တာမျိုးလည်းရှိလာနိုင်တယ်ဒါကြောင့်ကျွန်တော်ပြောရ င်းဖြစ်တယ်ဈေးတက်လာနိုင်တယ်4100လောက်ထိလာနိုင်တယ်ဆိုပြီးတော့လဲတွေ့ရဈေးတန်းနေမှာတော့မဝယ်ဘူးမဝယ်ဘူးတော့ကျွန်တော်တိုက်တော်မရစေဘာဖြစ်လို့လဲဆိုတော့တတိထားစေခြင်းနဲ့အဲ retreat အစည်းအကြောက်ကိုပြန်ကြတဲ့အခါမှာဝယ်စေခြင်းနဲ့ဟုတ်ပြီဒါက weekly time frame မှာကိုကျွန်တော်တော်တော်လေးကြာသွားပြီကျွန်တော် channel time frame တွေမှာတုံးသက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တစ်ချက်သွားကြည့်မယ် တပတ်တာအရာဒါဒီတပတ်ထဲမှာလည်းမန္တလေးတိုင်းပြည်ဈေးပိမဲလာဖြစ်တယ်မန္တလေးကိုတစ်ချက်သွားကြည့်မယ်ဆိုရင်ဒါကတလနေမှာတရုံပြောင်းနဲ့တရုံပြောင်းနဲ့တိုင်းပြည်ဖြစ်တယ် N1 ပေါ့ဒါတလနေမှာတရုံပြောင်းလာဖြစ်တယ်ဒီကပြီးခဲ့တဲ့တပတ် ပြီးခဲ့တဲ့တလတာမှာလည်းဈေးကအသက်အားကောင်းကောင်းနဲ့ဒီမှာဈေးပိတ်သွားခဲ့တယ်။ဒီစတင်ဘာလမှာရောဒီလိုကန်တဲ့ဒုံးကြီးကြီးနဲ့ပဲဆက်ပိတ်သွားမလား။ဆက်ပိတ်သွားရင်တော့နောက်ထပ်တလမှာတော့ဈေးကတော့ဒီလိုမျိုးပဲအသက်ကိုလာနိုင်မှာဖြစ်တယ်။ဈေးကလာရတခုပြောင်းလာနိုင်မယ်လို့ကျွန်တော်ကဒါပြောရခြင်းဖြစ်တယ်။ဟုတ်ပြီဒါ N1 ကိုကျွန်တော်ပြောပြပြီ။ဟုတ်ပြီကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ကျွန်တော် Day 1 time frame ကိုကျွန်တော်တစ်ချက်ဆင်းကြည့်မယ်။ Day 1ဆိုတာဘာလဲ။တရက်နေမှာဒုံးပြောင်းတဲ့ time frame Day 1ဆိုတာတရက်နေမှာဒုံးပြောင်းတဲ့ကန်နေဖြစ်တယ်။ခဏနေက weekly ဆိုတာကျွန်တော်တစ်ပတ်နေမှာဒုံးပြောင်းလာတာကကျွန်တော်က Day 1နဲ့ကျွန်တော် ော့ခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ် day 1 day 1ဆိုတော့ဒီကနေတော့တော့တော့တည့်ရကြတယ်ပေါ့ဟုတ်ပြီကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါကအဲ day မှာဆိုရင်သူရ rate အတိုင်းလေးတွေပဲသွားနေတာဖြစ်တယ်ကျွန်တော်တို့ဆိုရင် day rate နဲ့ day rate နဲ့ဒီလိုလေးတွေသွားနေတာဖြစ်တယ် ဒါကဒီ range ကကျတော့ဒါပြီးခဲ့တဲ့တစ်ပတ်ရဲ့ပြီးခဲ့တဲ့တစ်ပတ်ကပြီးသွားတာဖြစ်တယ်။ပြီးခဲ့တဲ့တစ်ပတ်ကပြီးတော့တာဖြစ်တဲ့တစ်ပတ်သားဒီ range လေးတွေပဲပြောင်းလာ။အဲ့ဒါမှနောက်ထပ်တစ်ပတ်မှာလည်းဈေးကွက်လာရလေးကပြောင်းပြီးတော့ဈေးအပေါ်ကိုတက်သွားခဲ့တာဖြစ်တယ်။ suppose ဈေးအရင်က wall system ဈေးတန်းဟာအဲပြီးခဲ့တဲ့တစ်ပတ်ကဒါ suppose ဈေးတန်းပြန်ဖြစ်သွားတယ်ပေါ့။အခုလည်းအဲကျွန်တော်တို့ဒီ range လေးထဲမှာပြီးသွားခဲ့တယ်။နောက်ထပ်တစ်ပတ်တာမှာလည်းကျွန်တော်ဒီရဲ့3961ဈေးတန်းကိုတာပြောင်းသွားမယ်ဆိုလို့ရှိရင်တော့ဒီ range လေးကိုဒီလိုပြန်ဖြစ်သွားမှာဖြစ်တယ်။ဒီ3900ဈေးတန်းဟာအလက်ရှိဟာ wall system တန်းဖြစ်နေတယ်နောက်ထပ်ဒါ rain ပြောင်းသွားမယ်ဆိုလို့ရှင်တော့3.9တက်ဟာ support ဈေးတန်းဖြစ်သွားမှာဖြစ်တယ်ဒါလေးတော့တစ်ချက်သတိထားပါဒါကဈေးတန်းက3961ဈေးတန်းကိုဒါဖောက်တက်သွားပြီဆိုလို့ရှင်တော့နောက်ထပ်ဈေးရဲ့ level အမြင့်ဆုံးဈေးတန်းက rain ကတခုပြောင်းသွားမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဈေးအကျတွေကိုအရင်ကြီးမျောလို့မရတော့ပါဘူးကျွန်တော်တို့အများဆုံး3961ကိုဒါဖောက်တက်နိုင်ပြီဆိုလို့ရှင်တော့3961ကိုပဲအများဆုံး support ဈေးတန်းအဖြစ်မျောမော်လို့မျောလို့ရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဈေးအကျအရင်ကြီးဒီ3000 3965ဝင်းကျင်ဈေးတန်းနေ3900ဈေးတန်းနေအေးဆိုတော့ကြာဖို့တွေဝေးသွားပြီဒါလေးကိုတော့တစ်ချက်သတိထားပါဒါ day 1နဲ့ကျွန်တော်သုံးသပ်ပေးသွားတဲ့ဟာလေးဖြစ်တဲ့ဒါ rate လေးတွေ di rate လေးတွေတိုင်းပဲကျွန်တော်ပြောပြတာဖြစ်တဲ့အယုံရှင်းဆုံးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမှာဒါလေးနဲ့တိုင်းပြရမယ်ဒီလိုမျိုးလေးတွေသွားနေတာဖြစ်တဲ့ rate လေးတွေကဒီလိုလေးသွားနေတာဖြစ်တဲ့ဒီ rate နဲ့မှာပဲဈေးကတပတ်တာသွားနေရစေလဲအခုလည်းဒီလိုတပတ်တာအဲဆိုတော့ ကျွန်တော်နောက်ထပ်လာပဲတပတ်တာလည်းဒီ3991ကိုဖောက်တဲ့ရင်ဒီလိုမျိုးဈေးကအတက်ကိုသွားနိုင်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီရဲ့ support ဈေးတန်းဟာဒီလောက်ထိမြင်ရမယ်လို့ပြောတာဟုတ်ဖြစ်တယ်ဟုတ်ပြီဒါ daily time frame နဲ့ကျွန်တော်သုံးသပ်ပြီးပြီဆိုလို့ရှိရင်နောက်ထပ်ဆင်းပြီးတော့ time frame ကိုဆင်းပြီးတော့အိတ်ဖိုး time frame နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်အိတ်ဖိုး time frame အိတ်ဖိုး time frame ရောဒါအိတ်ဖိုး time frame ဖြစ်သွားတယ်ဒါအိတ်ဖိုး time frame ဆိုတော့ကျွန်တော် daily analysis တွေထဲမှာဆိုအိတ်ဖိုး time frame နဲ့ခံမှန်းလေးရှိရယ်အိတ်ဖိုး time frame မှာဆိုလို့ရှိရင်ဘယ်လောက်ထိဈေးအကျလာနိုင်မလဲဆိုတာကိုတပတ်တာအရဈေးအကျမျှော်လို့ရမလဲဆိုတာပြောပြသွားမှာဖြစ်တယ် တပတ်တာအရာဈေးအမြင့်ဆုံးဘယ်လောက်ထိလာနိုင်မလဲဆိုတော့ကျွန်တော် weekly time frame သုံးသက်ချက်ထဲမှာပါတူပြီး3990ဝန်းကျင်လောက်ဒီအဲ3800 3900ဝန်းကျင်လောက်ထိလာနိုင်မယ်လို့ကျွန်တော်မှန်းထားတာပြောထားပြီးဖြစ်ဖြစ်တယ်ဒီတပတ်တာအရာလာမယ့်တပတ်တာအရာဆိုလို့ရှိရင်ဈေးကအနိုင်ဆုံးဘယ်လောက်ထိကျလာနိုင်မလဲဆိုတော့သိချင်တဲ့မိတ်ဆွေတွေအတွက်ဆိုရင်အဲ ကျွန်တော်တို့အခုလက်ရှိအရာဆိုရင်ဒီအိတ်ဖိုးတိုင်းဖရင်အရာဆိုလို့ရှိရင်တော့ဈေးတန်းကဒီမှာ3950လောက်ကိုအလွန်ဆုံးလာနိုင်မယ်3950ကိုဒါဆက်ဖောက်ကြခဲ့ပြီဆိုရင်တော့3935အထိလာနိုင်မှာဖြစ်တယ်ဒါကကျွန်တော်တို့တပတ်တာအရာအများဆုံးမျှော်လို့ရမယ်ဈေးတန်းအကျဈေးတန်းကတော့3950နဲ့3935ဈေးတန်းပဲဖြစ်တယ်ဒါကအများဆုံးမျှော်လို့ရမယ်ဈေးတန်းဖြစ်တယ်3950မှာဖောက်မကြပဲနဲ့ဆက်ပြီးတော့တက်သွားတာမျိုးတွေလည်းဒီလိုမျိုးဖြစ်နိုင်တယ်အဲ3950ဖောက်ကြပြီ35အထိလာပြီးမှဈေးကိုဒီလိုပြန်တက်သွားတာမျိုးတွေလည်းဖြစ်လာနိုင်တယ်ဒါအို ချက်တော့စောင့်ကြည့်စီခြင်းနဲ့ဘာဖြစ်လို့လဲဆိုဈေးကိုအရင်အကြကြီးမျောလို့မရတော့ပါဘူး3950နဲ့3935အထိလောက်ပဲမျောလို့ရမှာဖြစ်တယ်။ဒါကနောက်ထပ်ဒီအေဒေးလီအနလိုက်စစ်တွေမှာတရေချာချာဈေးကွက်ရဲ့ပုံမှန်မှုတည်ပြီးတော့ပြန်ပြီးသုံးသပ်ပေးသွားမှာဖြစ်တယ်။ဒါက84တိုင်းဖရိန်နဲ့ကျွန်တော်သုံးသပ်ပေးသွားတာဖြစ်တယ်။ဟုတ်ပြီအကယ်လို့ဒါမိတ်ဆွေကမရှင်းနိုင်ရရှိလို့ရှိရင်ကျွန်တော်ကိုဟိုဒီ Telegram နဲ့ Viber တွေမှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်။ကျွန်တော်ဒီဗီတပတ်တာဗီဒီယိုကနည်းနည်းလေးရှည်သွားတယ်။အကယ်လို့မိတ်ဆွေရာဒီနေ့ထဲမှာကြည့်နေတဲ့မိတ်ဆွေက trading account ဖွင့်နေတာပဲဖြစ်စေ VIP Skinny Channel ကိုဝင်ကျင်တာပဲဖြစ်စေကျွန်တော်ဒါရိုက်ဆက်သွယ်ပြီးဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးနိုင်တယ်ဒီ Twitter အကောင့်ဖွင့်ချင်ပါတယ်ဖွင့်တဲ့အခါမှာလည်းမိတ်ဆွေရကြတော့ဒီ swap fee တွေညသိခါတွေ commission free တွေဒီ separate နဲစွာတွေအေးဒီ profit ထုတ်တဲ့အခါလဲထုတ်လိုက်တဲ့အမောင့်ကိုအရင်တိုင်းပြန်ရကြထုတ်လိုက်တဲ့အမောင့်အတိုင်းပြန်ရကြတဲ့မျိုးတွေဆိုလို့ရှိရင်ဒီလိုမျိုးတွေအေး ဒီလိုစာပစ်တွေကိုရချင်လဲဆိုရင်ကျွန်တော်ရှင်မှာဒါ 3D ကောင်းလာပြီးတော့ဖွင့်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအာဒီဒါကနီးပညာအရာသုံးသပ်ပြီးတော့တာဖြစ်တယ်နီးပညာအရာသုံးသပ်ချက်တွေမှာဒါလွှဲချော်မှုတွေလည်းရှိနိုင်တယ်တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူးဒါကျွန်တော်တူတဲ့အမြင်သုံးသပ်ထားတာဖြစ်တယ်နီးပညာအရာသုံးသပ်ပြီးဆိုရင်ကျွန်တော်သတင်းပိုင်းအရာတစ်ချက်လေးသွားကြည့်လိုက်မယ်သတင်းပိုင်းအရာကတော့ကျွန်တော်ဒီရင်တပတ်တာအရာဆိုလို့ရှိရင်သတင်းတွေကထွက်ဖို့ရှိတယ်ဘာသတင်းတွေလဲဆိုရင်သတင်းတွေကိုများစွာထွက်ဖို့ရှိတယ်အင်္ဂါနေ့ကနေတောက်ချာနေအထိသတင်းတွေကထွက်မှရှိတယ်ဒီမှာသတင်းတွေများစွာအဲထဲမှာသတင်းတွေအရေးကြီးတဲ့သတင်းတွေကဆိုရင်ဘိုလ်ဟူးလေးမှာ ှထွက်မဲ့တရင်နဲ့တောက်ကြနေမှာထွက်မဲ့ ADB နန်းဖန်နန်းဖန်တရင်တွေကဈေးကွက်တွေအလုတ်ခတ်တွေကျန်းလာတာမျိုးတွေဖြစ်လာနိုင်တယ်။ဒီရဲ့တရင်တွေရဲ့ update တွေကိုတော့ကျွန်တော် weekly and daily analysis တွေမှာအသုံးသက်ပြီးပြောပေးသွားမှာဖြစ်တဲ့အတွက် Telegram channel တွေမှာလာရောက်ပြီး join ပြီးတော့အာစောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအကယ်လို့ဒါမရှင်းတာရှင်ကျွန်တော် diet set ပြီးဆွေးနွေးနိုင်တယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်။